ကလေးအများစုဟာပထမအသက်၃နှစ်အရွယ်မှာလုံလောက်တဲ့အာဟာရထက်ရရှိဖို့လိုအပ်ပါတယ်။ဒါမှပဲကောင်းမွန်စွာကြီးတောက်ဖွံ့ဖြိုးနိုင်မှာပဲဖြစ်ပါတယ်။မနက်စာနေ့လယ်စာညစာထိုသုံးတဲ့အပြင်တထူဓာတ်ဗီတာမင်အမြင့်တက်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအစဉ်ရရှိဖို့အတွက်အခုပြပြတဲ့အစားအစာတွေကိုထပ်မံကြွေးမွေးသင့်ပါတယ်နော်။ပထမဆုံးစားစာလေးကတော့ berry ပါ strawberry red berry blueberry နဲ့တခြား berry တိအမျိုးအစားတွေအားဆိုရင်လည်းအရသာရှိုံသာမကအာဟာရတွေနဲ့တတိုးဆန်းစင်ပစ္စည်းများစွာကျေဝါစွာပါဝင်နေပါတယ်။ berry တိကိုစားသုံးတာဆိုရင်ကလေးတွေမှာအမြင့်တက်ဆုံးနိုင်စွာကိုတိုးတက်စေပါတယ်။အနာပြင်ဗယ်ရီတီကနေပြီးတော့ပြုလုပ်ထားတဲ့အချိုရည်တွေကိုလည်းသရေစာဖြည့်ကျွေးနိုင်ပါတယ်။နံပါတ်1ချက်နေနဲ့တော့ထောပတ်တီပါ။စွန့်ရင်ပေးစွန့်တော့အစားအစာတွေထဲမှာပါဝင်တဲ့နောက်ထပ်အသီးငယ်တစ်ခုကတော့ထောပတ်တီပဲဖြစ်ပါတယ်။ထောပတ်တီတွေဟာတဘာဝတတိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ုံတာမကပါဘူး။ နှလုံးရောဂါဖြစ်ပွားစေတယ်။ကိုလက်စထရောမကောင်းတဲ့အဆီတွေကိုဆွတ်ချပေးပြီးတော့ကောင်းတဲ့အဆီတွေကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုပေးဆံပါတယ်။ကလေးတွေကအမြင့်မစားတဲ့အခါမှာဝဲချုပ်တတ်တဲ့အတွကြောင့်မို့လို့ကလေးများစွာကိုအသီးအနှံတွေခင်းသီးရက်တွေကိုကျေးတင်ပါတယ်။နောက်တစ်ခုလူများကြတော့ငါးပါ။ကျမတို့အားလုံးသိရှိထားတဲ့အတိုင်းငါးအိမ်မှာက omega 3 fatty acid များစွာပါဝင်နေပါတယ်။ဒီဓာတ်တွေဟာဆိုရင်အုန်းနောက်ဖွံ့ဖြိုးမှုကိုအားပေးပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့တရုတ်ဆန်းကျင်ပစ္စည်းတွေကိုဖြည့်ဆည်းပေးပါတယ်။ စင်မိုငါးလိုမျိုးငါးတွေကိုစားရကကလေးတွေရဲ့စိတ်ကံစားမှုကိုကောင်းမှုစေပြီးတော့မှတ်ဉာဏ်ကိုလည်းပို့ပြီးတော့တိုးတက်စေပါတယ်။ဒါပေမဲ့ကလေးအများစုကငါးတွေကိုချိန်တယ်ဆိုတာကတော့သိမရှိပါဘူး။ကလေးတွေကိုငါးဟင်းဒါမှမဟုတ်ငါးခင်ဒီလိုမျိုးအရသာပို့မှုကောင်းမှုအောင်ပြုလုပ်ထားတဲ့ငါးမျိုးစားတွေကိုကျွမ်းနိုင်ပါတယ်။ငါးခင်ဒါမှမဟုတ်ငါးမှာပါဝင်တဲ့အတုတ်တရားဆိုရင်ကလေးတွေကိုစားခြင်းစေပို့မှုဖြစ်ပေါ်စေပါတယ်နော်။နောက်တစ်ခုနဲ့နေရာကြတော့အစိမ်းရောင်ရွက်တွေပါ။ကော်ဗီဒိုကိုင်လန် ဒီလိုမျိုးအစိမ်းရအရွက်တွေဟာကလေးငယ်တွေကိုကျူးတင်ပါတယ်။ဒီအရွက်တွေမှာကတန်တက်ကယ်ဆီယမ်၊ဖောလိပ်၊ဗီတာမင်စီ၊အိုမီဂါ3ဖက်တီအက်ဆင်နဲ့အမြင့်တက်တွေပါဝင်နေပါတယ်။ဒီလိုမျိုးကလေးတွေကိုအစိမ်းရအရွက်တွေကိုကျွေးတာအလေးချင်းလုပ်ပေးတာဆိုရင် အသက်ကြီးလာတဲ့အခါမှာအရွက်တွေစားလိုက်စားတာရတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီရက်တွေနဲ့ခင်းကြိုတွေစုပ်ပြုတ်တွေပြုတ်လို့ပြီးတော့ကလေးတွေကိုကျင်းနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြာတော့ဂျုံနဲ့ပြုတ်လို့ထားတဲ့အုံလေးပါ။အကယ်လို့ကိုယ့်ရဲ့ကလေးက ဥတွေအသားညစ်ပါမှုတွေကိုမစားခြင်းဘူးဆိုလို့ရှိရင်တော့ကြောဝါနေရရှိတဲ့အာဟာရတွေကိုကျွေးနိုင်ပါတယ်။ကြောဝါနေရရှိတဲ့အာဟာရဓာတ်အားဆိုလို့ရှိရင်အရသာရှိတဲ့မင်းစားတစ်ခုဖြစ်ပြီးတော့အမြင့်တက်လည်းပေးစမ်းနိုင်စမ်းရှိပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့ကစိုးဥပါ။ကစိုးဥပါဆိုရင် အမြင့်တက်ကျွေးဝပြီးတော့ခလေးအတွက်စွန့်ရင်ရရှိနိုင်တဲ့အစားအစာဖြစ်ပါတယ်။ကစိုးဥမှာဗီတာမင် B, C, E ကယ်စီယမ်ပိုတက်ဆီယမ်နဲ့တန်တက်လိုမျိုးသတ္တုဓာတ်တွေပါရှိတဲ့အတွက်ကြောင့်မို့လို့ကလေးတွေရဲ့ကြည်တော်ဖွံ့ဖြိုးမှုအတွက်များစွာအထောက်အကူပြုပါတယ်။ဒီတော့တသားမိမိလေးတွေရှိတဲ့မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုဘယ်လိုမျိုးစားစာတွေကိုကျင့်မရမလဲဆိုတာကိုတည်တော်လောက်ပြီးထင်ပါတယ်။အားလုံးကိုချစ်စုတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။